ညဥ်ကလပါနှစ်ချင်းခရီးရဲ့အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်။ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး၄အငယ်၁မှ54ယေရှုသည် ကိုရိုင်းဗတ္တိဇံကိုပြီးတော်မမူတပည့်တော်တို့သာလျှင်ပြီးကြတော်လေယေရှုသည်ယောဟန်ထက်သာ၍များသောသူတို့ကိုတပည့်တော်ဖြစ်စေ၍ ဗတ္တိဇံကိုပေးချောင်းကိုပါရိရှဲတို့သည်ကြားပြီးဟုသခင်ဖျားသိတော်မူသောအခါယုဒပြည်မှထွက်သွား၍ဂါလိလဲပြည်သို့တပံကြွတော်မူစဉ်တွင် ရှမာရိပြည်အလယ်၌ရှောက်သွားရ၏ယာကုပ်သည်မိမိသားယောသတ်အားပေးသော မြေအကွက်နှင့်အနီးရှမာရိနှင့်ရှုခာအမိရှိသောမြို့သို့ရောက်တော်မူ၏ထိုအရ၌ယာကုပ်၏ရေတွင်ရှိ၏ ယေရှုသည် ခရီးသွား၍ပင်ပန်းသောကြောင့်ရေတွင်းနားမှထိုင်တော်မူ၏ထို့အချိန်သည်6နာရီအချိန်ဖြစ်၏ရှမာရိမိန်းမတစ်ယောက်သည် ရေခတ်ခြင်းငါလာ၍ယေရှုကငါတောက်ဖို့ရေပေးပါဟု ထိုမိန်းမအားမိန့်တော်မူ၏အကြောင်းမူကားတပည့်တော်တို့သည် စားစရာကိုဝယ်ခြင်းငါမြို့ထဲသို့သွားကြသည့်အခိုက်ဖြစ်သည် ထိုမိန်းမကလည်းတင်သည်ယူဒလူဖြစ်လျက်ပင်ရှမာရိမိန်းမဖြစ်သောအကျွန်ုပ်ကိုအဘယ်ကြောင့် တောက်ဖို့တောင်းတနီးဟုဆို၏။ဆိုသည့်အကြောင်းကယူဒလူတို့သည်ရှမာရိလူတို့နှင့်ပေါင်းဖော်ခြင်းမရှိ။ယေရှုကလည်းဖျားသခင်ဂျေဇူးတော်ကို၎င်းငါတောက်ဖို့ရေပေးပါဟုဆိုသောသူကအဘဲသူဖြစ်သည်ကို၎င်းတင်သည်တိလင်ထိုသူကိုတောင်းလိမ့်မည်။ထိုသူသည်လည်းအသက်ရေကိုပေးလိမ့်မည်ဟုပြန်၍မိန့်တော်မူသောမိမကသခင်၌ရေခတ်เสียရမရှိရေတွင်လည်းနှက်သည်ဖြစ်၍ အသက်ရေကိုအဘယ်သူရပါမည်နီဤရေတွင်ကိုငါတို့အဘရာကုတ်သည်ငါတို့အားပေး၏သူကိုယ်တိုင်မှစ၍သာသမီတရိစ္ဆန်များတို့သည်ဤတွင်ရေကိုတောက်ကြပြီးတခင်သည် ထိုသူထက်ကြီးမြတ်သလောဟုဆို၏ယေရှုကလည်းဤရေကိုတောက်သောသူသည် နောက်တဖန်ရေငတ်အောင်မည်ငါပြီးသောရေကိုတောက်သောသူမူကားရေငတ်ခြင်းနှင့်အစင်မပြတ်ကင်းလွတ်လိမ့်မည် ငါပြီးသောရည်သည်ထိုသူ၌ထာဝရအသက်ရှင်ခြင်းအလိုငါထွက်သောဆန်းရည်ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏မိမကလည်းသခင်အကျွန်ုပ်သည်ရေငတ်ခြင်းနှင့်၎င်းဒီကိုလာ၍ရေခတ်ခြင်းနှင့်၎င်းကင်းလွန်မည်အကြောင်းထိုရည်ကိုပေးပါဟုတောင်းလျင်ယေရှုကသွားလော့သင်၏လင်ကိုခေါ်၍ဒီကိုလာအောင်လော့ဟု မိန့်တော်မူ၏ မိမကလည်းအကျွန်ုပ်၌လေမရှိဟုဆိုလျင်ယေရှုကလေမရှိဟုသောစကားသည်မှန်၏အကြောင်းမူကားတင်း၌လင်ငါးယောက်ရှိဘူးပြီယခုတင်းနှင့်နေတော်သူသည်တင်းဤလင်မဟုတ်ဤအရာ၌တင်းသည်မှန်သောစကားကိုပြောပြီးဟုမိန့်တော်မူ၏ထိုမိမကလည်းသခင်ကိုရောတီပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏အကျွန်ုပ်တို့ဘိုးဘီးများသည်ဤတောင်ပေါ်၌ကိုးကွယ်လေးရှိကြ၏ ယေရုရှလင်မြို့၌သာကိုးကွယ်ရမည်ဟုသင်တို့သည်ဆိုတတ်ကြ၏ဟုရှောက်လျင်ယေရှုကအချင်းမိမ့်မှငါစကားကိုယုံလော့ဤတောင်တို့မလာယေရုရှလင်မြို့သို့မသွားဘဲခမည်းတော်ကိုကိုးကွယ်ရမည်အချိန်ကာလရောက်ဆဲရှိ၏သင်တို့သည်ကိုမတိသောအရာကိုကိုးကွယ်ကြ၏ငါတို့သည်ကိုတိသောအရာကိုကိုးကွယ်ကြ၏အကြောင်းမူကားယူဒလူတို့၌ကဲတင်ခြင်းအကြောင်းရှိ၏ ကိုကိုွယ်သောသူမှန်သမျှတို့သည်ခမီးတော်ကိုနံဝိညာဉ်နှင့်၎င်းတစ္ဆာတရားနှင့်၎င်းကိုကိုွယ်ရမိအချိန်ကာလသည်လာ၍ယခုပင်ရောက်လျက်ရှိ၏အကြောင်းမူကားထိုသူကိုကိုွယ်သောသူတို့ကိုခမီးတော်သည်အလိုရှိတော်မူ၏ဖျားသခင်သည်နံဝိညာဉ်ဖြစ်တော်မူ၏ဖျားသခင်ကိုကိုကိုွယ်သောသူတို့သည်နံဝိညာဉ်နှင့်၎င်းတစ္ဆာနှင့်၎င်းကိုကိုွယ်ရမိဟုမိန့်တော်မူ၏မိမ့်မကလည်း မိရှိကြွလာတော်မူသည်ဟုအကျွန်ုပ်သိပါ၏ရောက်တော်မူသောအခါအကျွန်ုပ်တို့အားအလုံးစုံတို့ကိုဖော်ပြတော်မူမည်ဟုရှောက်ပြန်၏မိရှိအနက်ကခရစ်တော်ဟုဆိုလိုသည်ယေရှုကလည်းသင်နှင့်စကားပြောသောငါသည်မိရှိပင်ဖြစ်သည်ဟုမိန့်တော်မူ၏ထိုအခါတပည့်တော်တို့သည်ရောက်လာ၍ထိုမိန်းမနှင့်စကားပြောတော်မူသည်ကိုအံ့ဩခြင်းရှိကြ၏တို့တော်လည်းအဘဲအလိုတော်ရှိသည်နီ ထိုမိမနှင့်အဘယ်ကြောင့်စကားပြောတော်မူသနည်းဟုအဘယ်သူမျှမလျှောက်ကြထိုမိမသည်လည်းရေအိုးကိုထားခဲ့၍မြို့ထဲသို့သွားပြီးလင်အကျွန်ုပ်ပြုဘူးသည်မသောအမှုအရာတို့ကိုထုတ်ဖော်တော်သူကိုလာ၍ကြည်ကြပါထိုသူသည်ခရစ်တော်မှန်လိမ့်မည်လောဟုလူများတို့အားပြောဆိုတော်သူတို့သည်မြို့ထဲမှထွက်၍အထံတော်သို့သွားကြ၏ မရောက်မီတွင်တပည့်တော်တို့ကအရှင်ဖျားအစာကိုသုံးဆောင်တော်မူပါဟုတောင်းပန်ကြလျင်တင်တို့မတိတော်စားเสียသည်ငါ၌ရှိသည်ဟုမိန့်တော်မူ၏ထို့ကြောင့်တပည့်တော်တို့ကတစုံတယောက်တော်သူသည်စားเสียကိုပို့ပြီးလောဟုအချင်းချင်းမေးမြန်းကြလျင်ယေရှုကငါကိုဆေလွတ်တော်မူသောသူ၏အလိုတော်ကိုစောင့်ခြင်းသူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည်ငါစားเสียဖြစ်၏ ယခုမှစ၍လေးလလွန်လင်စပားရိတ်ရာကာလဖြစ်လိမ့်မည်ဟုတင်တို့ဆိုတတ်သည်မဟုတ်လောငါဆိုသည်ကားစပားရိတ်ခြင်းအလိုငါလေပြင်းတို့သည်ယခုပင်ဝင်းဝင်းရှိသည်ကို မျော်၍ကြည်ကြလောစပားရိတ်တော်သူသည် အခကိုခံရ၍ထာဝရအသက်ရှင်ခြင်းအလိုငါအတိအနံကိုစုသိ၏တို့ဖြစ်လင်ပြိုးကျဲသောသူနှင့်စပားရိတ်တော်သူတို့သည်အတူဝမ်းမြောက်ကြလိမ့်မည် တူကပြိုးကျဤတူကစပားရဤဟူသောစကားသည်ဤအရာ၌အမှန်ကြသည်။သင်တို့သည်လဲမလုတ်သော အရ၌စပားရိတ်စီခြင်းငါသင်တို့ကိုငါစေလွတ်ဤအခြားသောသူတို့သည်လဲလုတ်ကြ၍သင်တို့သည်ထိုသူတို့ဤအလုတ်သည်သို့ဝင်ရကြဤဟုမိန့်တော်မူ၏။ရှမာရီမိမကအကျွန်ုပ်ပြုဘူးသမျှသောအမှုအရာတို့ကို သူတီထုတ်ဖော်ပြီးဟုတက်တီခံသောစကားကြောင့် ထိုမြို့၌နေသောရှမာရိလူအများတို့သည်ယေရှုကိုယုံကြည်ကြ၏ထို့ကြောင့်ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင်မိမိတို့အရက်၌နေတော်မူမီအကြောင်းတောင်းပန်ကြ၏ထိုအရက်၌နှစ်ရက်နေတော်မူ၏အခြားသောသူအများတို့သည်နှုတ်ကပတ်တော်စကားတော်ကြောင့်ယုံကြည်၍ထိုမိမအားယခုဖြစ်လျှင်ငါတို့သည် သင်၏စကားကြောင့်သာယုံကြည်သည်မဟုတ် စကားတော်ကိုကိုယ်တိုင်ကြားနာရ၍ဤသူသည် လောကီသားတို့ကိုကဲတင်တော်မူသောသခင်ဒီဟုသောခရစ်တော်အမှန်စင်စစ် ဖြစ်တော်မူကြောင်းကိုသိသည်ဟုဆိုကြ၏နှစ်ရက်လွန်ပြီးလေထိုရက်မှထွက်၍နာဇရက်မြို့ကိုရှောင်လျက်ဂါလိလဲပြည်သို့ကြွတော်မူ၏အကြောင်းမူကား ပရောဖက်သည်မိမိနေရင်ပြည်၌အသရေမရှိဟုယေရှုသည် ကိုယ်တိုင်သက်သေခံတော်မူ၏ဂါလိလဲပြည်သို့ရောက်တော်မူသောအခါဂါလိလဲလူတို့သည် ကိုရောကိုလက်ခံကြ၏အကြောင်းမူကားထိုသူတို့သည်ယေရုရှလင်မြို့၌ခံသောပွဲသို့သွားတတ်သဖြင့်ထိုပွဲအတွင်းတွင် ပြုတော်မူသည်များတို့ကိုမြင်ခဲ့ကြ၏ရေကိုစပြည့်ရေဖြစ်စေသောအရက် ဂါလိလဲပြည်ကာနာမြို့သို့တပန်ကြွတော်မူ၏ကပရနောင်မြို့၌အမတ်တယောက်ဤသားသည် အနာရောဂါဆွဲလျက်ရှိ၏ယေရှုသည်ယူဒပြည်မှဂါလိလဲပြည်သို့ရောက်တော်မူသည်ကို ထိုအမတ်သည်ကြားလျှင်အထံတော်သို့သွား၍တေခါနီးဖြစ်သောမိမိသားစီသို့ကြွ၍အနာရောဂါကိုငြိမ့်စေတော်မူမိအကြောင်းတောင်းပန်လေ၏ ယေရှုကလည်းသင်တို့ဒီနမိတ်လက္ခဏာနှင့်အံ့ဖွယ်သော အမှုတို့ကိုမမြင်ရလျင်ယုံချင်းမရှိကြဟုမိန့်တော်မူသောသခင်အကျွန်ုပ်သားမတည်မီကြွတော်မူပါဟု အမတ်လျှောက်ပြန်၏ယေရှုကလည်းသွားလို့သင်ဤသားသည်အသက်ချမ်းသာရပြီဟုမိန့်တော်မူ၏ထိုအမတ်သည်ယေရှုမိန့်တော်မူသောစကားကိုယုံ၍သွားလေ၏ လမ်း၌သွားစဉ်တွင်မိမိငယ်သားတို့သည် ခရီးဥကြိုလာ၍ကိုရောဤသားသည် အသက်ချမ်းသာရပါပြီဟုကြားလျှောက်ကြ၏အဘဲအချိန်၌သက်သာခြင်းသို့ရောက်သည်ဟု မေးလျင်မနစ်ခုနှစ်နာရီအချိန်၌ဖျားနာပြောက်ပါသည်ဟုလျှောက်ကြ၏ထိုအချိန်ကသင်ဤသားသည်အသက်ချမ်းသာရပြီဟုယေရှုမိန့်တော်မူသောအချိန်ဖြစ်သည်ကိုအဘသိ၍ ကိုရိုင်းမစတော့မိမိအိမ်သူအိမ်သားအပေါင်းတို့ဒီယုံကြည်ခြင်းတို့ရောက်ကြ၏ဤနမိတ်လက္ခဏာတော်ကယေရှုသည်ယူဒပြည်မှဂါလိလဲပြည်သို့ကြွသည်နောက် ပြတော်မူသောဒုတိယနမိတ်လက္ခဏာဖြစ်သည်။ဇာနာယသူအားလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။ ရှင်အဖာယနေ့ဖက်ရှုရသောနှုတ်ကပတ်တော်မှာတဆင်ကိုရော့ဤတုံတင်ချင်းကို ခံရသည့်အတွက်အထူးပင်ကျေးဇူးတင်ပါ၏ဖဖရာကိုရော့သည်ဤလောကကိုလွန်စွာချစ်တော်မူသောကြောင့်ကိုရော့ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ဘဲကိုရော့ထံမှစီစဉ်သောထာဝရအသက်ရည်ကို တောက်တုံးစီချင်းကကိုတော်ဤတပါတိသောသားတော်ကိုဤလောကဤကဲ့တင်ရှင်အဖြစ်စေလွတ်ပေးခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ပါ၏အဖဖေဟာယနေ့ကိုတော်တပါတိသားနှင့်ပေးနိုင်သည့်ထာဝရအသက်ဆန်းရည်ကိုသာသမီကျွန်တော်ကျမတို့ဤဘဝအသက်တာမှာအစဉ်အမြဲလူအပ်ကြောင်းကိုသိရှိစေလျက်အသက်ဆန်းရည်ကို ပေးပိုင်သောသခင်ကိုဝိညာဉ်နှင့်၎င်းတစ္ဆာနှင့်၎င်း စစ်မှန်သောနှလုံးသားများဖြင့်ကိုးကွယ်ဝတ်ပြုလျက်ကိုရော့အားနေ့စဉ်ယုံကြည်ကိုးစားခိုလုံနိုင်သောအတ္တာများအတီးတီးဖြစ်စေတော်မူပါ ကိုရော့သည် အကျွန်ုပ်တို့ဘဝ၏ရွေးနှုတ်ရှင်ကယ်တင်ရှင်သခင် မေရှိယဖြစ်တော်ကြောင့်ကိုရော့ကိုကျေးဇူးတင်လျက်ချီးမွမ်းကြပါ၏ကျွန်ုပ်တို့၏ဘဝအတွက်ကုသပေးသော သမားတော်နှင့်ကျွန်ုပ်တို့၏လိုအပ်ချက်အလုံးကို ဖြည့်ဆည်းပေးလျက် ပန့်ပိုးပေးနေခြင်းများအတွက်လည်းကျေးဇူးတင်ပါ၏ကိုတော်သည်အကျွန်ုပ်တို့၏ခိုလုံရာ ဖြစ်တော်မူ၍ကွယ်ကာမစပေးနေခြင်းများအတွက်လည်းအထူးပင်ကျေးဇူးတင်ပါ၏ဒုက္ခရောက်သောအချိန်လိုအပ်သောကုညီမစမှုများကို ပြုလျက်မိတ်ဆွေစစ်အဖြစ် အနီးအပါ၌အစဉ်အမြဲတည်ရှိပေးနေခြင်းများအတွက်လည်းကျေးဇူးတင်ပါ၏ကိုရောဤကောင်းမြတ်ခြင်းဘုံတကူတော်နှင့်ပြည့်စုံခြင်းများအတွက် အစဉ်အမြဲဝန်ခံချီးမွမ်းလျက်ကိုရော့ဘုံကို ထင်ရှားစေသောအသက်တာများအဖြစ်အသက်ရှင်တက်စီဖို့ရန် မာဇလျက်ကောင်းကြီးပေးသနာတော်မူပါမည်အကြောင်း သခင်ယေရှု၏မြတ်တော်မူသောနာမတော်၌ယူသည်စွာဖြင့်ဆုတောင်းဆက်ကပ်ကြပါ၏အာမင် ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ကရုဏာကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသို့ဘုရားထံတော်မှအနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့် မိတ္တာဖွဲ့လက်လမ်းပြသွန်တင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်